အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြဆွလိုက်ပါရယ်ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့အချစ်ကြီးသူဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အချစ်ကြီးသူထိုနေ့ကဒေါ်အေးကြီးအတုပချာတီနေဖြစ်သည် အသက်82နှစ်ရှိပြီဖြစ်သောဒေါ်အေးကြီးသည်လူကြီးယောဂဖြစ်တည်ဆုံခြင်းဖြစ်သည်သူသည်ကျွန်တော်ကြောင့်ကဆရာမလေးမအေးပုံအီမီခင်လည်းဖြစ်သည် ရွာအာတုပထုံးဆက်အတိုင်းအလောင်းကိုတင်ဆိုင်တွင်ထားသည်ခုနှစ်ရက်ပြည့်မှ ရွာထဲကလူတွေအာတုပလိုက်ပုတ်မည်ဆိုက ရွာပြင်တုတ်တန်ကိုသွားကြသည်တုတ်တန်စရက်တွင်တရဏကုံတင်သည်ထို့နောက်အလောင်းကိုရွာထုံးဆက်အရမြေမြုပ်လိုက်ကြသည်ကျွန်တော်အာတုပပို့ပြီးအပြန်ရွာတွေကဈေးဆိုင်ကိုဝင်ပြီးဘဲဥနှလုံးဝဲသည်ညစာကိုဘဲဥချက်မြင်းတလုံးကညစာတလုံးကနောက်တနေနနစား မကြီးရဲလဲနှင့်အဆက်ချက်မြင့်ဖြစ်ရာမဆလာတထုတ်ပါဝဲပြီးအိမ်ကိုပြန်လာခဲ့သည်ကျွန်တော်အိမ်ဆိုသည်မှာအမှန်တော့ကြောင်းသေးကသဲတာဖြစ်ပါသည်ဆရာအတွက်ဆိုကရွာကစောက်ပေးထားသည့်သဲလေးတွင်ကျွန်တော်နေသည်ကျွန်တော်တယောက်တည်းအတွက်တော့အတော်လေးကျယ်သည်ကျွန်တော်ကြောင်းအိမ်သည်တကားမရှိပါဘာမှပြောက်စရာလည်းမရှိကျွန်တော်အိမ်သားကိုရောက်သည့်အခါတွင်အိမ်ထဲကအိုးခွက်တံတွေကြားရသဖြင့် ဟာခွေးတက်ပြန်ပြီဆိုကဒုတ်တချောင်းကောက်ပြီးတဲပေါ်ကိုပြေးတက်သွားသည် ကျွန်တော်မီးဖို့ချောင်းတဲကိုဝင်သည့်အခါတွင်လန့်သွားသည်အဘဲเจ้าဆိုသောမီးဖို့ချောင်းတဲတွင် လူတစ်ယောက်ကိုတွေ့လဲရသောကြောင့်ဖြစ်သည် မီးဖို့ခန်းကအနှဲငယ်မှောက်သည်ဖြင့်ဘယ်သူလဲဟုမေးလိုက်မိသည်ဆရာလေးကျွန်တော်ပါဗျကျွန်တော်အတန်မှတ်မိသည်ဟာဦးလေးအောင်ဘယ်လိုဖြစ်တာလဲ ဘဲကနေပဲလို့ဒီကိုရောက်လာတာလဲမိဘထဲမှာဘာတွေလုပ်နေတာလဲဆရာလေးကစကားများလိုက်တာထမင်းစာလို့ထမင်းလိုက်ရှာနေတာထမင်းမချက်ရသေးဘူးဗျဒါဆိုလည်းမြင်မြန်ချက်ဗျဘိုက်စားတယ်ဦးလေးအောင်ဘဲလို့ဖြစ်လို့ဆရာကလည်းစကားများလိုက်တာထမင်းချက်မှာချက်တာမဟုတ်ဘူးကျွန်တော်ဆန်စေးကထမင်းချက်ဖို့ပြင်ရတော့သေးဦးလေးအောင် အပြစ်မအေးအေးဆေးဆေးနေ ကျုပ်အိတ်ချင်တယ်ဗျာအိတ်အောင်မယ်ထမင်းကြိုက်ရင်နှိုးလိုက်ကျွန်တော်မှထမင်းဩတယ်ပြီးနောက်ဖေးမှစင်ကာအတုပအိမ်ကိုပြေးရတော့သည်အေးပုံဟဲ့အေးပုံဆရာလေးဆရာလေးအဖေပြောက်သွားလို့လောက်ပါအောင်အေးအဲ့ဒါပြောဖို့လာတာနေ့ဖေးငါအိမ်ကိုရောက်နေတယ်ဟင်ဟုတ်လားဘယ်လိုဖြစ်ပြီးဆရာလေးအိမ်ကိုရောက်သွားတာလဲ အေးငါလဲအတုပပို့ပြီးအိမ်မော်တက်တော့သူ့ကိုတွေ့လိုက်တာဘယ်လိုဖြစ်ပြီးငါစီရောက်လာလဲမသိဘူးငါကိုတွေ့ချင်းထမင်းစာလို့တဲ့ထမင်းကျွေးဆိုလို့ငါထမင်းချက်ပြီးနင်တို့အိမ်ကိုပြေးလာတာဦးလေးအောင်ဒီဒေါ်အေးကြီးခင်မွန်ဖြစ်သည်လွန်ခဲ့သောတလားလောက်ကခြော်လဲသည်မိဒလိုဖြစ်ကအဲ့ရထဲလဲနေသူဖြစ်သည်ယခုအတုပသွားပို့ကြတော့လဲသူ့ကိုအိမ်တွင်ထားခဲ့ကြရသည် အဲ့ရထဲလဲနေသူကိုအဘယ်မှာလင်းတင်းချိုင်းခေါ်ကြမြင်နေအိမ်တွင်အဆောက်အဖြစ် လူတွေကြံခဲ့သည့်ကြားကလူမမာသည့်အဲ့ရကထလာပြီးကျွန်တော်ចောင်းကိုဘယ်ပုံဘယ်နည်းရောက်လာသတည်းဆိုခြင်းကို နားမလည်နိုင်လောက်အောင်ဖြစ်နေသည်ဦးလေးအောင်သည်ကြားမစင်ကလည်းចောင်းကိုမကြာခဏရောက်လာပြီးကျွန်တော်နှင့်စကားပြောလေရှိသည်ကျွန်တော်နဲ့အတူမတ်အေးပုံ သူ့အကိုဖိုးတာထူနဲ့ဆွေမျိုးသုံးလေးယောက်လိုက်လာကြသည် ကျွန်တော်တဲကိုပြန်ရောက်တဲ့အခါတွင်ဦးလေးအောင်ဒီကျွန်တော်အိယာထဲတွင်ကွက်ကွေးလေးအိမ်နေသည်ကျွန်တော်ကထမင်းအိုးကိုပြေးပြီးကြည်ရသည်မအေးပုံကသူ့အဖေကိုနှိုးလိုက်သည်အဖေအဖေဟေးဦးလေးအောင်ကစက်ခနဲ့ထားထိုင်လိုက်သည်အဖေပဲလို့ဖြစ်ပြီးဆရာစီရောက်လာတာလေဒီလိုပဲလမ်းလျှောက်လာတာပေါ့လာပါအိမ်ပြန်ကြရအောင် မပြန်သေးဘူးဆရာနဲ့ထမင်းစားအောင်မင်းဆရာကဘာမှမချက်ရသေးဘူးအိမ်မှာချက်ပြသားတွေရှိတယ်ငါစားနေပြီ လာပါအဖေကအိမ်ရောက်မှစားကြမယ်ဆရာလည်းအိမ်လိုက်ခဲ့ပါအိမ်မှာပဲစားတာပေါ့ကျွန်တော်ကထမင်းအိုးလဲချက်ပြီးပြီဖြစ်သဖြင့်အာတုဘအိမ်ကိုလိုက်ခဲ့သည်ဦးလေးအောင်သည်တလာခန့်အိယာထဲတွင်လဲနေသည်ဟုပြောရခဲ့သည် သားတွေသမီးတွေမြဲတွေနဲ့ရေရေမောမော ထမင်းတွေစားနေသည် သူ့အသက်က88နှစ်ရှိပြီဖြစ်သည် သူကထမင်းစားပြီးနောက်ဟဲ့အေးကြီးရောအေးကြီးဘယ်ရောက်နေလဲမတွေ့ပါလားဟုမေးသည် ကျွန်တော်တို့တယောက်မျက်နှာတယောက်ကြည့်နေကြသည်အေးပုံကဆရာပဲပြောလိုက်ပါဟုကျွန်တော်အပေါ်ပုံချလိုက်သည်ဦးလေးအောင်ဒီနေ့ပဲတော့အေးကြီးအတုပချတယ် ဟာမဖြစ်နိုင်တာမနေ့ကတော့အေးကျင်တဲ့ရွာတောင်ပိုင်းမှာအကျွေးသွားတောင်းသေးတာဦးလေးအောင်ချော်လဲပြီးတော့မေ့တယ်လို့ဖြစ်နေတာတလားလောက်ရှိနေပြီဟာမဖြစ်နိုင်တာကျွန်တော်ဆရာစီရောက်ခဲ့သေးတယ်လေဟုတ်တယ်ကျွန်တော်အတူပါပို့ပြီးပြန်လာတော့ဦးလေးအောင်ကိုအိမ်ပေါ်မှာတွေ့တာမဖြစ်နိုင်ပါဘူးအေးကြီးမသေးပါဘူးတေချင်းတေကျွန်တော်ကအရင်တရမှာ ဦးလေးအောင်ရဲ့တကယ်ပြောတာပါဒေါ်အေးကြီးအတူပါကိုဒီနေ့ပဲချလိုက်ရတာပါကြောက်မယုံဘူးမယုံဘူးဘယ်မှလဲကြောက်ကိုယ်တိုင်သွားကြည့်မယ်တွေ့ပြီးမှယုံမယ်မြေမြုံလိုက်ပြီးပြီဦးလေးအောင်ရဲ့ဟာဘယ်လိုဖြစ်နိုင်မှာလဲအေးကြီးအေးကြီးဦးလေးအောင်အိမ်ပေါ်ကဆင်ပြေသည်သူ့ကိုဝိုင်းဆွဲကြသည် အသက်88နှစ်အရွယ်အဖိုးကြီးကိုမိသူများမစွဲနိုင်အောင်ဖြစ်နေကြသည်ကျွန်တော်ကတော်ပြီတော်ပြီမစွဲကြနဲ့တော့မောနေပြီဦးလေးအောင်ဒေါ်အေးကြီးတကယ်သေးတယ်ဆိုတာတွေ့ရင်ယုံမလားကြုတ်တွေ့မှယုံမယ်ဗျကဲဒါဆိုလဲလာဗျာဆရာမိုးချုံနေပြီလေမိုးချုံလည်းဘာဖြစ်တယ်လဲတင်းချိုင်းကို သွားကြတာပေါ့ဖိုးသာသူမိတို့တွေလုံး ကျွန်တော်တို့ဦးလေးအောင်အပါအဝင်၅ယောက်ခန့်တင်းချိုင်းကို မီးတုပ်တွေနဲ့လာကြသည်ကျွန်တော်တို့ကဒေါ်အေးကြီးကို မြေမြုပ်ခဲ့သည့်မြေပုံစီတို့ဦးလေးအောင်ကိုခေါ်သွားကြသည်ဒေါ်အေးကြီး82နှစ်ဆိုသည်မှတ်တိုင်ကိုစိုက်ထားသည်မှလည်းအထင်အရှားပင်တသားပြားပေါ်တွင် ထုံးနှင့်ရေးသားထားခြင်းဖြစ်သည်ဦးလေးအောင်သည် တွေ့တွေ့ကြီးမြေပုံကိုရက်ကျင်နေသည်ဒါအေးကြီးမြေပုံဟုတ်လားဟုတ်တယ်အဖေ ဆရာလေးဒါအေးကြီးဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဗျာအမလေးအေးကြီးရေနေကငါ့ကို စိတ်မချတာခုတော့နေကအရင်ထွက်သွားပါလားဟဦးလေးအောင်ယောက်ျားတံမဲချင်းနဲ့ဟီးချကငိုပြီးသူ့ဇနီးမြေပုံပေါ်မှောက်ချကဖတ်ထားသည်တသိမ့်သိမ့်ရှိုက်ကရှိုက်ကနဲ့နောက်ဆုံးတွင်ငြိမ်သွားသည်ဦးလေးအောင်ဦးလေးအောင်ပြန်ကြရအောင် သူကမလုပ်တဖြစ်ကျွန်တော်ကသူ့ကိုဆွဲကလှန်လိုက်သည် သူငြိမ်နေသည်သူ့နှကောင်းကိုလက်နှင့်လေတိုးမတိုးဆန်သည်အသက်မရှူတော့သူ့လက်ကောက်ဝတ်ကိုဆန်းကြည့်သည် သွေးမခုံသူ့နှလုံးနေရာကိုနားဖြစ်ကက်ကနားထောင်ကြည့်သည်နှလုံးမခုံတော့ဦးလေးအောင်ထိုနေရာမှာပင်ဆုံးသွားသည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတယ်။ အချစ်ကြီးသူဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်။နားဆင်ပေးတဲ့အတွေ့ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညိုရေးသားထားတဲ့အိုတကြီးဘဝအမှတ်တရဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမရှင်အိုတကြီးဘဝအမှတ်တရကျွန်တော်အဖေသည်ဟင်းချက်အလွန်ကောင်းသူဖြစ်သည်တောသူတောင်သားလည်းဖြစ်တဲ့အပြင်ဟင်းချက်ရခြင်းကိုလည်းဝါသနာပါသဖြင့် အိမ်တွင်မိသားစုကိုဟင်းကောင်းချက်ကျွေးတော်မည်ဆိုလျှင်သူကိုယ်တိုင်စီမံချက်ပြုတ်လေရှိသည်အမေကလည်းထိုကဲ့သို့ဟင်းကောင်းချက်မည်နေဆိုလျှင်အဖေကိုမီးဖို့ကြောင့်ကိစ္စအိုးတကြီးနေရာပေးတတ်သူဖြစ်သည်ကျွန်တော်တို့အိမ်သည်မိသားစုများသည် အမနှစ်ဦးကစောစီးစွာအိမ်အောင်ကြသွားပြီးသူတို့အိမ်နှင့်သူတို့နေကြသည်အိမ်တွင်ကြံမောင်နှမ၅ယောက်နှင့် အမေကြီးအဖေအမေအပါအဝင်ဆွတ်ဆွပေါင်း၈ဦးရှိသည် ထို့ကြောင့်ဟင်းထမင်းချက်လင်အိုဂျီနှင့်ချက်ရသည်အဖေနှင့်အမေသည်မိသားစုအတွက်တပတ်တစ်ခါလောက်ဖြစ်ဖြစ်ဟင်းကောင်းလေးတွေချက်ကျွတ်တတ်ပါသည်တပတ်တစ်ခါဟင်းကောင်းဟုဆိုသဖြင့်ကြံသေးနေတွင်မကောင်းဟုမဆိုလိုပါတပတ်တစ်ခါစပက်ရှယ်ဟင်းကိုချက်ကျွတ်ခြင်းဖြစ်ပါသည် ထိုနေ့ကိုကျွန်တော်မှတ်မိနေသည်မှာအိုးတကြီးအဖေကိုကူညီခွင့်ရချင်းကြောင့်ဖြစ်သည် အဖေကဈေးထဲမှာကဝတ်ကင်ငါတလောက်ကြီးများကိုဝယ်လာသည် ိမ်တွင်ငါတလောက်ချက်ပြီးဆိုလင်ကဝက်ကင်ကဆူဆူဖြဖြောကြီးရတာချက်လေရှိပါသည်ငါတလောက်ရောက်ဖလို့တတိကွယ်ကွယ်ဘဲတော့ခါမြအဖေမစားပါထိုနေ့ကအဖေငါတလောက်ကောင်အကြီးကြီးငါကောင်ဝယ်လာသည်အိမ်ရှိမိသားစုလည်းစိတ်ကြိုက်စားတရင်ကျွတ်လာပြင်းနေတွင်ဖုန်ကြီးเจ้าကိုလည်းလှူရန်ဆိုကားငါတလောက်တွေကိုဝယ်လာခြင်းဖြစ်သည်အဖေငါတလောက်ပေါင်တော်မြင်ထိုခေတ်ကယခုလိုပေါင်းအိုးတွေလည်းမရှိဘူး ညနေစေးကပြန်လာကလေးကအဖေချွေးတလုံးလုံးနှင့်ပြင်ဆင်သည်အမေကအဖေလုပ်သည့်ကိစ္စတွင်ဝင်မပါပါအဖေကသူ့အလုပ်တွင်ပါဝင်သည်ကိုလည်းမကြိုက်အော်ထုတ်တတ်သောကြောင့်လည်းဖြစ်သည်ငါးတွေကိုလက်ဝါးပြားလာ အတုံးကြီးတွေပိုင်သည် ရေစင်အောင်စေသည် ထိုနောက်ရှောက်သီးတွေကိုညှစ်ကာအရေတွေစုသည်ငါးတုံးတွေကိုရှောက်ရည်နဲ့အခြားဘာမှမသိသောဟင်းခတ်အမွေးအကြိုင်တွေနဲ့ကဘန်းကြီးတစ်ပန်းထဲတွင်နှစ်ထားသည် အပေါ်ကပိတ်စင်းပါလေးကိုအုပ်ထားပြီးငပြောရွက်တွေကိုထပ်အုပ်သည်ကျွန်တော်ကိုကြောင်လာမနှိုက်စင်ရန်ကြိခိုင်ထားသည်အဖေကဝါးသလုံးကိုတတောင်ခန့်ပိုင်းပြီးအစိတ်လေးတွေစိတ်ကပပလေးတွေဖြားသည်ဝါးဖြားထားသည်တို့ကို ရေစင်အောင်ဆေးပြီးနောက်အဖေထရန်ရက်တလို့ရက်သည်ကျွန်တော်ကအဖေဘာလို့မလို့လဲဟုမေးရာငါတလပောင်းရင်အိုးမကအောင်လို့ဟုပြောသည်အိမ်နောက်ဖေးကမီးဖို့ကသေးသည် အဖေကမိုးပြဲတဲတဲတွင်စစောကရက်ထားသည့်ဝကတ်ကိုထဲသည် ထို့နောက်မိုးပြဲတဲထဲကိုနှက်ထားသည့်ငါတလောက်တုံးတွင်တတော်မြတတုံးစီရီစွာနေရချတော်သည်စပလင်တွေကိုလည်းခါချိုးပြီးအစီလိုက်ထုံထဲသည်ကျွန်တော်ကအဖေအိမ်ရှိချံအတွင် အုံနီကဲဖိုခနောက်ဆိုင်ထားသည့်မိဖို့ထဲတွင်မိမွေသည် ထိုအချိန်ကအိမ်တွင်ထင်းကိုသာတုံးသည်အိမ်တွင်တမိုးစာထင်းအပြည့်လောင်ထားသည် ီးတောက်လာသည့်အခါတွင် အဖေကငါတလောက်တဲ့အိုးကိုမီးဖို့ပေါ်တင်တော်သည် အပေါ်မှာတက်သားအဖုံးကို ဖုံးထားပြီးနှုတ်ခမ်းပလဲတွင်ပစိုးကိုရေစွတ်ကရေငွေ့မထွက်နိုင်စေရန်ဆုလုံးပြီးလိုက်ပိတ်သည်ငါတလောက်ပေါင်းချင်းစာပြီးကျွန်တော်တို့ညစာကိုအိမ်ပေါ်တွင်တက်စားကြသည်ငါတလောက်ပေါင်းကမနှက်မှစာရမည်ဖြစ်သည် အားလုံးပျော်နေကြသည် မနေ့ဖုန်ကြီးကြောင်းကိုလည်းသွားကြရမည် ကျွန်တော်တို့မိသားစုကိုးကွယ်သည့်ဖုန်ကြီးကြောင့်ကအနောက်သောရွှေတာလျောင်းဖျားအနီးတွင်ရှိသည်ကျင်းနီကန်ကြောင့်ဖြစ်သည်ထိုကြောင့်တွင်ကလေးဘဝဆော့ကစားရသည်မှာပျော်စရာကောင်းလာသည်ငါတလောက်အနံ့ကအိမ်ပေါ်အထီးတင်နေသည် အဖေကအိုးကိုဖွင့်လိုက်ရေထဲလိုက်နှင်လုံနေသည်အိမ်ပေါ်မှပလက်ကလထိုင်ကိုအိမ်အောက်ချပြီးတညလုံးကိုလုံနေခြင်းဖြစ်သည် ကျွန်တော်ကလည်းအဖေကထင်းလင်းထက်လိုက်အောင်က မီးမပြတ်စေနဲ့ရေသွားခတ်အောင်စသည့်အခိုင်းခံရမှုကိုပြောနေသည်ညနေလာပြီးအဖေကကျွန်တော်ကိုသွားအိတ်ခိုင်းလိုက်သည်ကျွန်တော်ကလည်းမအိတ်ချင်သေးဘူးဟုညင်းသည်အဖေနှင့်အတူလက်ဖက်ရည်တောင်းလိုက်လက်ဖက်စားလိုက်နှင့်ပြောနေခြင်းဖြစ်သည် အဖေကမီးပေါ်အောက်ကထင်းတွေကိုထုတ်သည် မီးသွေးခဲရဲရဲလေးနှင့်ဖြစ်နေစေရန်လုပ်သည်ရပြီကွာ မနဲ့ဆိုရင်စီတက်ပြီးစားလို့ရပြီ။သွားအိတ်တော့လေကွာ။ကျွန်တော်မအိတ်ချင်ဘူးအဖေ။အေးလေဒါဆိုလဲမင်းကိုအိုးတကြီးရာသူအမယ်။ခွေးလာရင်မောင်းထုတ်အဖေခဏလောက်အိတ်လာအောင်မယ်ဟုပြောပြီးအိမ်ပေါ်ကိုတက်သွားသည်။ကျွန်တော်ကတော့အဖေအိုးတကြီးရာသူခန့်ထားခဲ့သည်ကိုဝမ်းသာနေသည်ငဒလပေါင်းတဲ့အိုးကြီးသည်ကျွန်တော်ဆောင်ရှောက်မှုအောက်တွင်ရှိနေသည်မဟုတ်ပါလားကျွန်တော်ကဝက်စစ်ပိုင်းတစ်ပိုင်းကိုယူလိုက်သည် အဖေထိုင်သွားသောပလက်ကလထိုင်ပေါ်တွင်ထိုင်လိုက်သည်ညကနည်းနည်းအေးလာသဖြင့်ပစိုးလေးကိုစုပြီးခြုံလိုက်သည်မိုးပြဲတဲထဲမှငတ်တလောက်ပေါင်းအနံကားမှွေနေသည် မနက်ဖြန်ဖုန်ကြီးကြောင်းလျှောက်လျင်တပြေသေးတွေခူးမြည် စားနှင့်တို့စားမြည်ဟုစိတ်ကူးနေသည်ဟဲ့ကောင်ဟဲ့ကောင်ထဆန်းထဆန်းကျွန်တော်ကအဖေကလှုပ်နှိုးလိုက်မှကျွန်တော်ရောင်ရောင်ဝဝထားလိုက်သည်ဒီမှာကြည့်စမ်း ကြည်စံကျွန်တော်အဖေပြတဲ့မီးဖို့စီကိုကြည်လိုက်သည်ငတလပေါင်းအိုကြီးကဖိုခနောက်မှစောင်းလျက်ကြီးကြာနေသည်အဖုံးကလည်းပွင့်နေသည်မီးကောင်ကအိုတကြီးခတ်ထားတာလေအိပ်ပျော်နေတယ်ပေါ့အဖေငတလတွေရောဟေးငတလဟုတ်လားတတော်မှမရှိတော့ဘူးခွေးစားသွားပြီကျွန်တော်ဤပေါ်ရောက်ခဲ့မှုအတွေ့တသက်လုံးနောင်တရမဆုံးဖြစ်ခဲ့ရပါသည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီး တင်ညွန်ရေးသားထားတယ်။အိုးတကြီးဘဝအမှတ်တရဆိုတဲ့ဝတ်ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွန်ရေးသားထားတယ်။ခေတ်သစ်ကုဆတ်ယောဂဘေး ဆိုတဲ့ဝတ်ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ခေတ်သစ်ကုဆတ်ယောဂဘေး တရင်ကျုပ်ပရက်တွင် မောင်ကျော်စွာတယောက်ကျွန်တော်အိမ်တွင်သာအချိန်ဖြုံနေသည်မောင်ကျော်စွာသူများတွေလိုရှောက်မလဲဘူးလားကွာဆရာရဲ့လဲလဲဆိုတာပတ်စာရှိမှာပါပတ်စာလည်းမရှိဘူးလဲချင်တဲ့စိတ်လည်းမရှိပါဘူးဘာဖြစ်လို့လဲကွာဘာမှမဖြစ်ပါဘူးဆရာအိမ်မှာနေတာနားအေးလို့ပါ ကိုဖက်ချင်တာဖက်လို့ရတယ်အိမ်နားမှာကအတမဆဲပထမ်းပွဲတယ်ဆရာအေးအေး စိတ်ချမ်းသာတယ်လို့သာနေပြီးတော့ငါစာရင်းနေချိန်တော့စကားလာမပြောနဲ့ပေါ့ခုပြောလို့ရပြီလားဆရာနားချိန်လေးကွာရပါတယ်ဆရာကိုဒီဗီဒီယိုဖိုင်လေးပြချင်လို့ save လုပ်ထားတာကြည့်ပါအောင်ဆရာဘာများလဲကွာကျွန်တော်ကပုံကိုမြင်လိုက်ကလေးကမောင်ကျော်စွာငါ့ကိုပြဆရာမလို့ဘူးအဲ့ဒီအကြောင်းအရာတွေကိုစိတ်ကုန်ဝင်စားဘူးဘာဖြစ်လို့လဲဆရာ ဒါနိုင်ငံရေးပဲဟာတခြားနိုင်ငံရေးငါစိတ်ဝင်စားတယ်ကွာအဲ့ဒီနိုင်ငံရေးကိုစိတ်ကုန်ဝင်စားတာအေးအေးပဲနေပြစီကွာဆရာနည်းနည်းလောက်နားထောင်ကြည့်တဲ့နဲမကြောက်စွာပလေတိုပြောဖူးတဲ့စကားတခွန်းရှိတယ်ကွာမမှန်တာတွေပြောနေတဲ့စကားတွေဟာပြောသူကိုယ်တိုင်ကို မကောင်းစေရုံမက သူများကိုပါကူဆက်တတ်တယ်လူတွေမှယောဂါမှကူဆက်တာမဟုတ်ဘူးကွာ မကောင်းတဲ့စိတ်ဆိုးစိတ်ပေါ်စိတ်ရုပ်တွေနဲ့ပြောနေတဲ့စကားတွေဟာအပုံနဲ့တွေလိုပဲတခြားတီတွေကိုပါကူးဆက်အနှံ့ဟောင်းစေတယ်လို့ပြောတာမင်းကပြောထားမယ်လူတယောက်ဟာအကျင့်မကောင်းဘူးလို့မင်းသတ်မှတ်ထားရင် တကယ်လည်းမကောင်းတဲ့အကျင့်ရှိနေသူဖြစ်ရင်သူပြောတာကိုနားထောင်ဖို့နေနေသသားသူ့မျက်ခွက်ကိုတွေ့တာနဲ့ကြော်ပြစ်လိုက်နိုင်တဲ့စိတ်တိုင်မျိုးထားနိုင်ရမယ်ဒါမှမင်းကမကောင်းတဲ့စိတ်တွေကူးဆက်မလာမလဲနာတော့လိန်နေတာပဲဆရာ ယုတ်တီကြီးနဲ့ကိုလိန်ပြောနေတာသူမှလို့မရှက်တာမောင်ကျော်စွာမင်းကူးဆက်ခံထားရပြီဘာဖြစ်လို့လဲဆရာသူ့အပြောတွေမင်းမှာတက်ရောက်နေပြီလေဒါကြောင့်စကလေးကအဲ့ဒီလိုလူတွေပြောတဲ့စကားတွေကိုနားမထောင်သင့်ဘူးလို့ပြောတာပေါ့အကျိုးရှိအောင်တမိုးရှိတဲ့လူတွေရဲ့ပြောစကားတွေကိုပဲနားထောင်မှာကွာ YouTube ပေါ်မှာအများကြီးပါဆရာကိုမေးတော့မေးရအောင်မဆရာရင် မှားမှန်တိတိနဲ့အမားတွေကိုကြီးထက်တလဲလဲပြောနေတာတွေဟာဆရာတခါကပြောဖို့တဲ့အမားကြာအမှန်ဖြစ်အောင်များရွရချက်ချက်ချက်နဲ့လုံနေကြသလားမသိဘူးနော်ဟစ်တလာကိုရိုင်းကသူ့ရဲ့ဝါရဖြန့်ချည်ရေးဝင်ကြီးဂျိုးဆက်ဂိုဘန်နဲ့အဲ့ဒီတဘောတရားအခြေခံပြီးဝါရဖြန့်ချည်ရေးနီးပြူဟာကိုဒုတိယကမ္ဘာစစ်ကာလကလေးကအသုံးပြုခဲ့ကြတာပဲ။ ကိုဘယ်နဲ့နာစီရဲအတုံးပြုခဲ့ကြတဲ့နီးပြူဟာကိုကြေးမာသောလိန်လဲ့မှု the big line လို့ခေါ်ခဲ့တယ်ကွာသူတို့ဥတီချက်ကဘာလဲဆိုတော့လိန်ညာမှုတစ်ခုဟာဘယ်လောက်ပဲမယုံနိုင်စရာဖြစ်နေပါစေလူတွေကမစုံမနဲ့ထက်ခါထက်ခါသာပြောနေမယ်ဆိုရင်အများစုကနောက်ဆုံးမှလက်ခံလာရမယ်ဆိုတဲ့သဘောပဲလူတွေဟာသေးတဲ့လိန်လဲ့မှုတွေကိုတန်ရဝင်ပေမဲ့ကြေးမာတဲ့လိန်ညာမှုတွေကိုတော့စစ်မှန်တယ်လို့ယူဆကြတဲ့သဘောပေါ့ ကိုရောမင်းသားထက်ကိုဝင်နေပြီလေကျွန်တော်ကယုံလို့ပြောနေတာမှမဟုတ်တာဆရာရေမယုံလို့ပြောတာပါဆရာကိုတခုလောက်မေးပြစေဘာများလဲကွာအမားဟာအမှန်ဖြစ်နိုင်သလားဆရာ အမားဟာအမှားပဲမဟုတ်လားအေးမင်းတို့လိုလူငယ်တွေမှာဒီလိုအတွေ့အမြင်တွေရှိတာမစိုးဘူးကွာအမားဟာအမှားပဲကွာအမှန်ဖြစ်လာစရာအကြောင်းမရှိပါဘူးဥပမာကွာ နှစ်အပေါင်းနှစ်၅လို့လူသက်တန်းကပြောနေပါစေ။နှစ်အပေါင်းနှစ်၄ဆိုတဲ့စစ်မှန်တဲ့အမှန်တရားကတော့ပြောင်းလဲသွားမှာမဟုတ်ဘူး။မမှန်ကန်တဲ့လောရက်တစ်ခုမကောင်းတဲ့လောရက်တစ်ခုဟာအများစုရဲ့ထောက်ခံမှုရနေပါစေ။သူ့ရဲ့ကိုကျင့်တရားဆိုင်ရာတန်ဖိုးကတော့အမှားပဲကွ။ဆရာရဲ့ပညာမဲတွေကိုပဲလိန်လို့ရမှာပါ။ပညာဉာဏ်ရှိတဲ့သူတွေကိုလိန်လို့မရနိုင်ပါဘူး။မင်းကောင်ကမကြာခဏပြောပါတယ်။ ညာဆိုတာအတန်းနဲ့ဘွဲနဲ့မဆိုင်ဘူးဆိုတာပညာဆိုတာ knowledge ဆိုတာနဲ့ wisdom ဆိုတာနဲ့ကွဲပြားခြားနာသေးတယ်။စာတွေကိုမှတ်မိတာ knowledge ပဲကွ။တနည်းပြောရရင် data တွေကိုမှတ်မိခြင်းပဲ။ wisdom ဆိုတာကမှခွဲခြံစိတ်ပြနိုင်စွမ်းမူလအရင်းမြစ်ကို စစ်ဆေးနိုင်စွမ်းမှန်ကန်တဲ့ကောက်ချက်ချနိုင်စွမ်းတွေရှိတာ။ဒီခေတ်မှာတော့ data တွေကများနေပြီးစင်ကြင်ညာကနည်းမဲ့ထင်ပါတယ်ဆရာ။ အဲ့ဒါကြောင့်စာဖတ်ပါလို့မင်းကိုခဏခဏပြောနေရတာပေါ့အတန်းပညာလောက်နဲ့ဂျိန်တ်မနေနဲ့လေဒီခေတ်မှာကသတင်းအတူ fake news တွေ social media မှာများမှများပဲပညာသက်သူတွေတောင်မှခေါင်းစဉ်လောက်ဖတ်ပြီးရင်သတင်းရင်းမြစ်ကို မစစ်ဆေးလို့ကတော့စစ်ဆေးဖို့ပြင်းလို့ကတော့အလိန်ခံလိုက်ရမှာကျိန်တယ်ပဲအလိန်ခံရတယ်ဆိုတာ ပညာရှိတာထက်စင်ချင်းစဉ်းစားဉာဏ်ကိုအတုံးပြုဖို့ပြင်းနေတဲ့သူတွေပဲခံရတာလို့ပြောနိုင်တယ်။ဒါကြောင့်အမြင်လိုက်ကလေးကမယုံကြည်ရလောက်ဘူး။လိန်နေညာနေတဲ့သူတွေလို့မင်းစိတ်ထဲမှာလက်ခံထားရင် သူတို့ပြောတာတွေနားကိုမထောင်နဲ့ကြည်လည်းမကြည်နဲ့ဖတ်လည်းမဖတ်နဲ့ကွာ။မင်းစီကို သူတို့မကောင်းတဲ့စိတ်တွေကူးဆက်လာလိမ့်မယ်။ကောင်းပါပြီဆရာကြီးနောက်ဆိုဆင်ခြင်ပါမယ်။ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ခေတ်သစ်90ယောဂဘေးဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်